ပြစ်ကင်းတဲ့လှုပ်သည်ချမ်းသာဒုက္ခကိုဖော်ဆောင်ပေးနိုင်တယ်ချမ်းသာဒုက္ခလို့ဆိုတဲ့နေရာမှာဘယ်ချမ်းသာရုံလို့မေးလို့ရှိရင်ဘဝမှာသာဝတိအဆင်ပြေရင်လည်းဒါချမ်းသာတယ်လို့ခေါ်တယ် condition good condition ပေါ့နော်ဟိတလို့ခေါ်တယ်ဟိတဆိုတာဒီကောင်းကျိုးချမ်းသာတွေကိုဖြစ်ပေါ်စေတတ်တဲ့အကြောင်းတရားတွေလူတွေဟာဘဝမှာအဆင်ပြေကြတဲ့အကြောင်းတရားတွေ ဟိတရှိမှဒုက္ခဆိုဖြစ်တယ်အဲ့ဒါကြောင့်မို့ဒုက္ခဆိုတဲ့လူတွေမမောတဲ့ပြောကြတယ် happiness to comfortable enjoyment အမျိုးမျိုးလူတွေလိုလားတဲ့အများသုံးတဲ့ဟာဆို happiness ပေါ့နော် happy life တို့ဒါမျိုးတွေကိုရချင်တယ်ဆိုလို့ရှိရင် အခုလို့အနာဝိဇာကမ္မဆိုဟိတဆိုတာကိုလောက်ချာမှာဖြစ်အလိုပဲမင်္ဂလာပါတရချစ်ခင်သူတော်စင်များအပေါင်းတို့စိတ်ချတာချင်းကိုဤကျမ်းမာခြင်းနဲ့ကြည်စုနိုင်ကြပါစေယုံသည်ဖြစ်စေမယုံသည်ဖြစ်စေယုံကြည်မှုနဲ့မဆိုင်မှုတရားကအကြောင်းတစ်ခုဟာကိုယုံလို့လှုပ်တာပဲဖြစ်ဖြစ်မယုံဘဲနဲ့လှုပ်တာဖြစ်ဖြစ် ဒီကြောင်းကဝိစာဖြစ်နေလို့ရှိရင်ဒုက္ခဝိပါက ဆိုးကျိုးပြီးမှာပဲကိုလုံးတဲ့အလုံးကအနဝိစာဖြစ်နေရင်ဒုက္ခကိုဖော်ဆောင်ပါပဲဒါကဘယ်သူမှလာထိန်ချုပ်နေတာမဟုတ်ဘူးပေါ့လောကကြီးမှာတဘာဝဖြစ်စဉ်တွေရှိတယ်လေသူ့တဘာဝအတိုင်းဖြစ်စဉ်တစ်ခုကဖြစ်လာတာဥပမာမိုးရွာချမ်းသာလို့ရှိရင်တိပင်းတွေကသူ့အတူလို့လို့ရှင်းတာပေါ့ပွားလာကြပါ မိုးခေါင်နဲ့ဆိုရင်ညှို့ချောက်သွားတယ်ဓာတဘာဝလို့ခေါ်တာသူ့ရဲ့တဘာဝကြီးဟာလောကမှာရှိနေပြီသားဖြစ်တယ်အဲ့ဒီလောကတဘာဝကိုဖော်ဆောင်တဲ့အခြေခံအကြောင်းတရားကိုအမှန်ကန်သိပြီးတော့လှုပ်ဆောင်တဲ့ပုဂ္ဂိုလ်ဟာကောင်းကျိုးချမ်းသာတွေရတယ်လို့အဲ့တော့ဒီယိုယိုနေစဉ်အလုတ်တီပင်နဲ့ကိုလှုပ်တဲ့အလုတ်တီအနဝိဆအပြစ်ကင်းတဲ့အလုတ်ဖြစ်တယ် ပြကင်းတဲ့အလုပ်ဖြစ်သည့်အတွက်ကြောင့်စာဝတ်နေရေးအဆင်ပြေမှုမိသားစုပျော်ရွှင်ချမ်းမြေ့မှုပြမန်းဆင်းရဲမှုတွေလုကင်းမှုဆိုတဲ့ဒီကုမ္ပဏီတွေအလုံးဝန်နဲ့နဲ့တကွာမိသားစုတွေဟောမှာအဆင်ပြေမှုကဒုက္ခဝိပါကချမ်းသာတဲ့အကျိုးရရှိနေတယ်လို့ဒါဟောမဟောကိုယ့်ကိုယ်ပဲယုံကြည်မှုတွေစဉ်းစားဆင်ခြင်မှုနဲ့တွားတာ ယုံနေဆိုတာမဟုတ်တာလဲယုံရင်ယုံတာပဲလေသူကအဲ့တော့ယုံကြည်မှုကအဓိကမဟုတ်ဘူးကိုယ့်ဟာကိုယ်သိမြင်အောင်ဆင်းရဲစဉ်းစားပေးဖို့လိုတယ်ရသဗျာဟောတာတဲ့တရားတွေဟာတဘာဝတွေကိုဟောတာဖြစ်တယ်ကိုယ်ခွေဖို့ဆူတောင်းဖို့မဟုတ်ဘူးတကယ်တော့လူတွေကအချစ်ပါနေလို့လုံနေကြတာဖြစ်တယ်ဒါလို့ရင်တရားရဲဆိုတာတဘာဝကိုရှိသေးတာဥပမာမယ် ဘုရားဘာသာမှာအနှစ်သာရအရှိဆုံးလမ်းညွှန်မှုအပြည့်စုံဆုံးပြောရမယ်ဆိုလို့ရှိရင်မဂ္ဂင်ရှိပါတဲ့ကသမာဓိဋ္ဌိနဲ့သမာသင်္ကပ္ပနှစ်ခုတွဲထားကြည့် right thought မင်းမမကငါစဉ်းစားတတ်ဖို့လို right view right understanding အမှန်နားလဲတာအရေးကြီးတယ်အမှန်နားလဲဖို့အတွက်အမှန်ကန်စဉ်းစားထားရမယ် အလွယ်မှားတွေစဉ်းစားရင်မင်းနာလည်းဘုရားလည်းလွယ်မှားသွားလိမ့်မယ်။ဒါကြောင့်မို့ right understanding တို့မို့ right view ဆိုတဲ့သမ္မာဒိဋ္ဌိဟာနေရာတိုင်းမှာတို့အပ်တယ်ပေါ့။အခုလို့လုံးလုံးတဲ့အခါမှာလည်းပဲ right view right understanding သိရကြည့်တယ်။ဒီမသိလို့လွယ်မှားသွားတာမျိုးတွေဟာများတယ်လေ။သိရတဲ့တဲ့တမင်လွယ်မှားအောင် လုပ်တာဆိုရင်မရှိဘူးတော့မဟုတ်ရှိတတ် သို့သောတည့်ရတနဲ့လှုပ်တယ်လို့ဆိုကြတယ်ကသူ့မသိစိတ်ကသူ့လွယ်မအောင်ဖော်ဆောင်ပေးထားတာပဲဖြစ်တယ်။ဒါကြောင့် right understanding ဖြစ်ပေါ်ရ right တော့ဒါဖြင့်ဒါလေးနဲ့လုံလောက်လားဆိုမလုံလောက်ဘူးလေကိုချင်းတရားကောင်းဖို့အသိအရေးကြီးတဲ့အခြေခံဒါမို့ right speech right action right livelihood သမဝါစာသမဂမ္မတသမအာ စကလုံးကြီးတွေကကိုနဲ့မရင်နေတဲ့စကလုံးဖြစ်တော့ဘာသာရေးလို့လူတွေအောင်မိကြတယ်မဟုတ်ဘူးဘဝရဲ့အရေးပဲဖြစ်တယ်ကိုဘဝရဲ့အရေးပဲဖြစ်တယ်နော်ကိုဘဝရဲ့အရေးဟာဥပမာကျောင်းနေတဲ့ကလေးတွေဟာအစားပြီး right understanding right thought ရှိရနော် right speech right action like right livelihood စဒါတွေကအပြစ်ကင်းမှုအတွက်ပဲဒါဒီကို ပြည့်စုံအောင်မလုပ်ဘူးဆိုရင်အပြစ်ကမကင်းဘူး။ဒါကြောင့်မို့တမဝါစာတမကမ္မတာတမအာဇီဝါစာဘဝမှာအပြစ်ကင်းတဲ့ဆိုလိုတယ်။ပြစ်ကင်းတဲ့အကြောင်းတရားဒါတွေဟာလူတိုင်းလူတိုင်းမှာရှိတယ်။အေးကိုချင်းတရားကောင်းရုံနဲ့လောကကြီးမှာချီးပွားလာလို့ဆိုမချီးပွား။ဘာလို့လဲ right effort ဆိုတမဝါယမ။အဲ့ဒါဒါရေးချီးလား right effort ရိုက်အဖို့ဆိုမကနက်လမ်းကြောင်းကကျိုးပန်းရမယ်ကိုကျိုးပန်းတာမကနက်လမ်းမကနက်လမ်းကြောင်းဆိုတာနီးပညာနဲ့ရှိတယ်တတိလိမ္မာကျွမ်းကျင်မှုရှိတယ်နော်ပညာနဲ့တတိနဲ့ထိန်းချောင်းထားတဲ့လမ်းကြောင်းကိုမကနက်လမ်းကြောင်းလို့ပြောတာဘယ်လုပ်ငန်းပဲဖြစ်ဖြစ်တတိနဲ့ပညာနဲ့ပေါင်းဆက်သွားရတယ်ဝီရိယတတိပညာလုံးလာအဲ့ဒီ၃မျိုး တခုလင်းဟင်းသွားပြီဆိုရင်ဥပမာတတိနဲ့တော့ပညာတော့ကောင်းတယ်ကျိုးပန်းအထုံးမှုမရှိဘူးဆိုတဲ့ကျော်ရဲပျက်စီးသွားရတယ်ကျိုးတော့ကျိုးစားတယ်တတိကလည်းကျော်ရဲတယ်ပညာမပါဘူးဆိုလို့ရှိရင် အောင်မြင်မှုမရဘူးအဲ့တော့လူအကြီးချင်းစာဒါတွေကိုပြောတာမြတ်စွာဘုရားဟောတာလူတွေရဲ့အကြီးချင်းကိုဟောတာဖြစ်တယ်ဒါကြောင့်မို့ဒီအကြီးချင်းကောင်းတွေက ကိုယ်တဏ္ဍမှာငွေချေးတနာတဲ့ပူတမိုးဤရှိဖို့လိုတယ်ပေါ့ရှင်တို့ကဗမာပြည်မှာပြောခဲ့တယ်ပညာသည်ရွှေအိုးပညာသည်ဥစ္စာဆိုပြီးတော့ပြောတာတကယ်လေးနဲ့ထားကြည့်လဲလို့ရှင်ဒါမှန်ကန်တယ်လေတမိုးထားရမှာလို့ပြောတာပညာကိုရွှေအိုးလို့တမိုးထားမှာလို့သူဆိုလို့တယ်ဒိဗ္ဗံကပညာကြီးကရွှေအိုးကြီးဖြစ်သွားတာမဟုတ်ဘူး ရွှေအိုးဟာတမိုးကြီးတယ်လို့ပညာနဲ့တမိုးကြီးဒါကနိုင်ရှင်စရာမရှိလို့ရွှေအိုးနဲ့ထားတာဒီကျဲပို့ပြီးတော့ဟိုရွှေအိုးတဲ့တကယ်ကတမိုးပို့ချီးတယ်ပေါ့ပညာဒါကြောင့်မလို့ငွေချေးတနာတွေအကုန်ကြခန်းလို့ကိုယ်နိုင်ငံမှာတော့မကဘူးနိုင်ငံသားတွေတော့ပြီးတော့ပညာသင်ကြတာဒါတမိုးထားလို့ပဲတမိုးထားတာအဲ့လိုသင်ရအောင်အဲ့တော့ တတိယပညာရဲ့ဝိရိယရဲ့ပေါင်းစပ်ထားလိုက်ပြီဆိုရင်ဒါမို့အထုတ်ပြီဆိုလို့ရှိရင်တတိယသိရေးချင်တတိယရေးချင်လို့ရသော်ဘုရားရဲ့ဤစနစ်တရားမှန်ကန်နေဆိုတာကိုအခုနိုင်ငံညာလူတွေတော်တော်သိတာအကျိုးရှိတယ်ဆိုတာလည်းတော်တော်သိလာတော်တော်သိလို့အလုံးလဲတတိထားမိကြမလားမသိဘူးအင်္ဂလန်မှာဆိုရင်ကျောင်းပေါင်း80 ကျောင်းနေမှာထည့်ပြီးတော့ mindfulness တေးချင်းခံဆိုတာ subject တစ်ခုအနေနဲ့မသိမနေရပြတ်တန်းတာမမပြေကလူတွေ mindfulness လုပ်ရမယ်ဆိုဘာဆိုင်လို့တော့ဘာသာရေးတွေလို့တို့ထင်အောင်ထင်တယ်ဗမာပြေကလူတွေကတော့ပြောချင်ပြောပါเนาะဒီဟာက mindfulness ကလုပ်ငန်းတစ်ခုကိုဘယ်လောက်အကျိုးပြုတယ်ဆိုတာအရေးကြီးလုပ်ငန်းဆိုတာလုပ်ငန်းတစ်ခုတည်းလုံးလုံးမရဘူးဒီအကျိုးပြုမဲ့ကိစ္စတွေကပါသေးတယ် လောကမှာနှစ်ခုရှိတယ် producing cost supporting cost producing နဲ့လုံးလုံးမရဘူး supporting နဲ့ရှိရမယ်သူကနှစ်ခုရှိမှအောင်မြင် producing လုံးလို့ရှိရင်ထုတ်ရင်ထုတ်ရုံပဲထုတ်တယ် supporting မပါဘူးဆိုထုတ်ပြီးပြက်ပြည့်စည်လေလွတ်သွားမှာပဲထုတ်နိုင်အောင်ဟောလေ supporting နဲ့ရှိရအဲ့တော့ ပညာရဖို့အတွက် support တင်ကဘာလို့ဆို mindfulness ပဲ mindfulness နေခြင်းကသည်ပညာအတွက်များဆုံးအကျိုးပြုတယ်။ဘုန်းကြီးတို့ပိဋကစာပေတယ်မှာနော်လွန်ခဲ့တဲ့နှစ်ပေါင်း2500တဲ့ဟောထားတဲ့စကားလေးတစ်ခုကြည့်။နာဟိတတိဝိရဟိတာပညာနာမအဋ္ဌိတတိမပါတဲ့ပညာဆိုတာလောကမှာမရှိဘူးတဲ့ wisdom မှန်လည်းများတတိပေါ်မှာအခြေဆိုင်တယ် ဲ့တော့ mindfulness ဆိုတဲ့တတိယဘလောက်ရေးချီတယ်ဆိုမတမ်းမထင်ရှားတယ်ပေါ့နော် mindfulness နဲ့ပညာနဲ့ wisdom နဲ့ mindfulness မပါတဲ့ wisdom ဆိုမရှိဘူးအလုံး mindfulness နဲ့သွားတယ်အဲ့တော့အဲ့ဒီသဘောတရားတွေဟာဘာသာရေးဆိုတာကိုမေ့ထားလိုက်လှုပ်တင်လှုပ်ထိုက်တဲ့လူရဲ့ ability capacity တွေလို့ လူတွေရဲ့အရေးချင်းဆိုတာကိုသဘောပေါက်တာလို့ရှင်ရွှေအိုးတဲ့မကတံပိုးထားလာဗီဒီယိုဆိုတာသူကကိုဘလောက်အကျိုးပြုသလဲဆိုတဲ့ပုံမှာမိတိပြီးတော့တံပိုးဆိုတာပြောကြတာလေဘလောက်ဖယ်ကောင်းနေနေကို့အတွက်ဗတ်တံပိုးမှမရှိတာလေအများကြီးပဲလောကမှာကို့အတွက်တံပိုးရှိဖို့ဘဝမှာအသုံးချနေမှာတကယ်တံပိုးရှိတာဖြစ် ဒါကြောင့်မို့အခုခြေနှက်ဆရာကောင်းတယ်လို့ပြောပါမှာအပြစ်ကင်းတဲ့အလုတ်ကိုမမှန်ကန်ကန်လှုပ်သွားမယ်ဆိုလို့ရှိရင်သူကခြေပေါ်တုတ်တဲ့မှုကိုလမ်းညွှန်ထားတာပဲဖြစ်တယ်ပေါ့အလုတ်တော်ကောင်းပြီအလုတ်တော်ကောင်းရုံနဲ့ရလာလို့ဆိုမရသေးဘူးခုနပြောတဲ့ချုပ်ပါအထုံမှုတွေနောက်ကလာအလုတ်လာတဲ့အခါမှာသူကသူတံဝိဟိတကမ္မန္တအလုတ်တစ်ခုဟာ ဘသူပဲဖြစ်ဖြစ်ပုဂ္ဂိုလ်အတိတ်ပြီးပေါ့အခုမမဲဝန်တန်းနေဆိုလို့ရှင်လေအခုထုတ်လုပ်တဲ့ကုမ္ပဏီရဲ့အလုပ်ကအပြစ်ကင်းတဲ့လုပ်မှန်းတယ်အပြစ်ကင်းတဲ့အလုပ်ပေါ်မှာခနေ့ထပ်ဆင့်ပြီးတော့ကုသကောင်းမှုလုပ်တယ်ဒါကကုသကောင်းမှုအနေနဲ့အဲ့ဒီလိုကုသကောင်းမှုထပ်ဆင့်ပြီးတော့လုပ်လိုက်တဲ့အလုပ်တစ်ခုဟာပို၍ကိုယ့်အတွက်မှာ အကိုးဆရာကျင်းနဆရာတခုဖြစ်လာကျင်းနဆရာရိုးရအလုတ်တဲ့ထပ်ဆင်ပြီးတော့လုပ်တယ်ဟောလောကကြီးမှာခေါင်းဆောင်ဆိုတာလည်းတိတ်အရေးကြီးတယ်ခေါင်းဆောင်အလုံးအရေးကြီးတာကြားဖို့ရလေပဲဒီခေါင်းဆောင်တင်းတာခေါင်းဆောင်ဥဆောင်သွားတဲ့ပုဂ္ဂိုလ်လမ်းမရင်နောက်ကတသက်ကြီးဒုက္ခရောက်တယ်ခေါင်းဆောင်သွားတဲ့ ကုမ္ပဏီကမှန်ကန်သွားလို့ရှိရင်ဒီကုမ္ပဏီနဲ့ပတ်သက်တဲ့လူတွေဟာအလုံးချမ်းသာဒုက္ခရကြဆင်ပြေမှုဆိုရချမ်းသာဒုက္ခကိုရကြအမေရိကမှာကြားမှုလေးမယ်အလုံးကောင်းကင်ဘုံသွားရမယ်ဆိုပြီးတော့အလုံးစိတ်တော့ပြီးတည်သွားကြတဲ့လူတွေအများကြီးရှိနော်လွန်ခဲ့တဲ့အနှစ်20ကျော်လောက်ကအလုံးတည်တဲ့ဇလန်တစ်ခုပဲအဲ့တော့ဘဝမှာပြည့်ကင်းပြီးတော့ပြည့်ကင်းတဲ့ ေါင်းဆောင်ဆိုတာလည်းအမတန်မှအရေးကြီးတယ်မှန်ကန်တဲ့ခေါင်းဆောင်တစ်ခုရဲ့နောက်မှာစုပေါင်းရတိမှုလိုက်ချတဲ့အလုပ်တွေဟာလက်ယုံနေပဲချမ်းသာဒုက္ခရသွားကြတာတွေအများကြီးပဲလက်ယုံနေပဲချမ်းသာဒုက္ခရကြတယ်ဒါအခုပြောမယ်ဆိုရင်ပုံညသဟာယကုသိုလ်ပြုဖို့ပြုဖက်တည်ဖြစ်သွားတယ်အဲ့တော့ကုသိုလ်ပြုဖို့ပြုဖက်ဆိုတဲ့နေရာမှာ ဘဝတစ်ခုကိုသွားကြတဲ့အခါမှာလည်းပဲ group like ဒါမျိုးဖြစ်တတ်တယ် group like ဖြစ်တဲ့အခါမှာဘာကြောင့် group like ဖြစ်တုံးဆိုရင်ဒီအချိန်မှာကြည့်လိုက်ခုနတုန်းကအားလုံးကစိတ်ဘဝင်းစားတော့သီလဆောက်တည်လိုက်တယ်တမသီလယုံကြည်ချက်အားလုံးရှိလို့တမတတ္ထာတူညီသောတတ္ထာတမစာကကိုချွေးနေစားတဲ့ကအားလုံးပေါင်းစုပြီးတော့လှူလိုက်တယ်တမစာက ဒါလုံးသင်တယ်လို့မြင်တာတမပညာတမတတ္တာတမသီလတမစာကတမပညာဆိုအဲ့ဒီတူလေးတူလို့ခေါ်တယ်ယုံကြည်ချက်တူတယ်ကိုချင်းတရားတူတယ်အခိုက်အတန့်ပဲဖြစ်စေ တူသွားတယ်ဒီချင်းနဲ့မှတူသွားတယ်စွန့်လွတ်မှုချင်းတူသွားတယ်အသိပညာချင်းတူသွားတယ်အဲ့ဒီတူညီမှုသည် ဘဝမှာပေါ့ဆက်မှုတစ်ခုအတွက်အကြောင်းဖြစ်တယ်။ဒီတူညီမှုလေးကပေါ့ဆက်ပေးတယ်။ဒါကြောင့်မို့လို့ဘဝမှာပေါ့ဆက်တယ်ဒါကိုပြောကြတာတချို့ကလည်းရေဆက်ဆုံတယ်လို့ပြောနေကြတာနော်။ရေဆက်ဆုံတယ်ဆိုတာတင်စားပြောတာ။ရေဆက်ဆိုတာခြားကြမှာလည်းခြားတာ။ရေဆက်ဆုံတယ်ဆိုတာဘဝမှာတူညီမှုလေးတွေကိုမှဖြစ်ခဲ့ဖို့တယ်။အဲ့လိုဖြစ်တဲ့အခါမှာတုံးတဲ့တူဟာ equality တော့ဟုတ်တယ်အခြေခံမတူတာကြတော့ဘာကြောင့်တော့ဒီကုသိုလ်ကြောင့်လူတွေဟာပေါင်းစပ်မိတာတော့ဟုတ်တယ်တချို့ကလှတယ်တချို့ကမလှဘူးတချို့ကချမ်းသာကြွယ်ဝတယ်တချို့ကမချမ်းသာကြွယ်ဝတချို့ကပညာထက်တယ်တချို့ကမထက်ဘူးအဲ့ကွယ်ပြားချမ်းသာလေးတွေကဘာကြောင့်ဖြစ်သွားလဲဆိုလို့ရှိရင်ခုနကယဉ်တွင်းရဲ့ quality တွေကွာကိုယ်ယဉ်တယ်မှာ quality လေးတွေမတူချင် ပစ္စည်းတောင် quality မတူဘူးမဟုတ်လားဘာလေးတုံးဆို quality ကလှုပ်ချင်တဲ့စိတ်ဆန္ဒလှုပ်ဖို့ကြိုးစားတဲ့ဝီရိယအခက်ခဲရှိပြီမဲ့စိတ်တက်ခိုင်မာတယ်အသိပညာဆင်ញင်တုံတရားပါဠိလိုပြောရင်ဆန္ဒဝီရိယစိတ်တက်ဝိမတ္တအဲ့ဒီ၄ချက်ကတော့ လောကမှာလုပ်ငန်းအရာအရေးကြီးဆုံးအလုပ်တွေလို့သူတို့ဆိုလို့ရတယ်။အဲ့ဒါကိုတူညီအောင်ထားနိုင်တဲ့ပုဂ္ဂိုလ်တွေကဒန်းတူညီတူလုံးဝတူတာမျိုးဖြစ်တယ်။နော်။အဲ့ဒါမတူတောင်ခုနကတဒါတိလစာကပညာဆွဲတဲ့ဟာတွေတခဏလေးပဲဖြစ်ဖြစ်တူလိုက်လို့ရှိရင်ဘဝမှာ ဆုံးစည်းကြပြီးတော့ပေါင်းစုတဲ့အနေအထားမျိုးတစ်ခုရတယ်။ အရင်ချင်းမှတူသွားအောင်ကတော့သန္တဝိရိယစိတ်တဝိမတ္တတိလေးကိုတူဖို့လိုတယ်။ဒါကြောင့်မို့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာစုပေါင်းလုပ်တဲ့အခါမှာစိတ်ပါလက်ပါစိတ်အားကုန်နှစ်ပြီးတော့ကို့စိတ်ကိုကုသိုလ်ကုသိုလ်ဘက်ကိုမြုံနှံပြီးတော့အတက်တယောလှုပ်ဆောင်မှုဟာအရေးကြီးဆုံးပဲလို့ မြတ်စွာဘုရားရဲ့ဆုံးမကမိုင်းစင်တာတီချင်းစိတ်ကိုဘို့ပြုပြီးတော့ဆုံးမတာဖြစ်တယ်။ဒီကနေ့လှုပ်တဲ့အလုပ်ဟာလည်းပဲထပ်ဆင်ပြီးတော့အပြစ်ကင်းတဲ့အလုပ်ဖြစ်တယ်။ဝါစုသင်္ကန်းကတ်တယ်။အဲဝါစုသင်္ကန်းကတ်တာဒီနေ့ပါဆိုရင်26ကျင့်ရှိသွားပြီနော်။26ကျင့်ရှိသွားပြီ။အဲတော့နှစ်စဉ်နှစ်စဉ်လှုပ်တဲ့လုပ်ငန်းတစ်ခုဟာအာစိဏကံလို့ခေါ်တယ်။မပြတ်လုပ်နေတဲ့အလုပ်တစ်ခုဖြစ်တဲ့အတွက်ကြောင့် ဒီအချိန်ဒီရသည် ရောက်လာလို့ရှင်ဘာလို့သင်္ကန်းကမဲဆိုတဲ့ယင်းနေကတရာပွားကနေပေါ်လာမိုးကြတာနဲ့တပြိုင်နဲ့ဖားဩတာပေါ်လာတယ်လို့ပဲဒါကသူကသူမိုးတန်ကြတာနဲ့ပေါ်လာမှာပဲတရားအဲ့ဒီလိုဖြစ်ပေါ်လာခြင်းဟာကောင်းမြတ်တဲ့အကြောင်းတရားတစ်ခုစီဘူးအထုတ်ဖို့ကောင်းမြတ်တဲ့အကြောင်းတရားအထုတ်မှကောင်းမြတ်တဲ့အကျိုးတရားကိုရတယ်လို့သူတို့ဆိုတယ်အဲ့တော့ အရေးကြီးဆုံးကအခုလုပ်တယ်ဆိုတဲ့အလုပ်ဟာစီးပွားရေးလုပ်ငန်းတစ်ခုပဲစီးပွားရေးလုပ်ငန်းဟာအမျိုးစုံ ရှိတဲ့ထဲမှာအပြစ်ကင်းတဲ့အလုပ်ဖြစ်တယ်အပြစ်ကင်းတဲ့အလုပ်ဖြစ်တဲ့အခါကျတော့လူတိုင်းဟာဘာကြောင့်မကြည်ပွားကြသလဲပြစ်ကင်းတဲ့အလုပ်တွေဘာကြောင့်မကြည်ပွားတော့ဆိုတဲ့အခါမှာဒီလှုပ်ဆောင်ပုံမှာ ကွယ်ပြားချမ်းသာသွားကြတယ်မြတ်စွာဘုရားရဲ့ဆုံးမဩဝါဒပေးထားတာလေတဲ့သူက အဲ့ဒါမှမှတ်ဆရာကောင်းတယ်တူတူလေးမှတ်ထားဖို့လေးပြောရမယ်ဆိုလို့ရှိရင်နော်သူသင်္ကဟိတစနောတဲ့ဒီအလုံးကုမ္ပဏီတစ်ခုကိုလုံလုံတယ်ဆိုလို့ရှိရင်ဝဲပလန်ရှိရမယ်တရားနော်သူသင်္ကဟိတပြီးတော့ good organization အရှိရမယ် organization ဆိုတာအလုံးပေါ်မှာမြတ်တာပြီးဒါနပေးကန်းနေပေးရဝိစာကျင်နာတဲ့စကားပြောဆိုတယ်။နောက်အထာစရိယာအကျိုးဆောင်ရွက်ကိစ္စဝိစာဆောင်ရွက်ပေးတယ်။တမနာတတာကိုယ်နဲ့ထန်းတူထားတယ်ဆိုတာဒါဟာ organization မှာအကောင်းဆုံး organization အဲ့ဒီအကောင်းဆုံး organization မှာဘာပံ့ပိုးရတော့ဆိုတော့ဝိจิตနာမိဘကိုယ်တိုင်ကချမ်းသာကြွယ်ဝမှုတဲ့အဲ့ဒါပါမှာပိုပြည့်စုံတယ်နော်လောကလူတွေဟာ organization က၄ခုမှန်တယ်အဲ့ဒါနဲ့လို့သို့တော့အများကြီးကိုထိမ့်မှုဆိုတဲ့အခါကျတော့လောကလူတိုင်း လူတိုင်းဟာချမ်းသာတဲ့ပုဂ္ဂိုလ်ရဲ့စကားကိုသာနားထောင်နေတာမချမ်းသာတဲ့ပုဂ္ဂိုလ်ရဲ့စကားကိုနားမထောင်ဘူးအဲ့ဒါကြောင့်မလို့ ကိုယ်တိုင်လည်းပစ္စည်းဥစ္စာချမ်းသာကြွယ်ဝအောင်ကြိုးစားဒါပြင်ဟုတ်ပြီချမ်းသာကြွယ်ဝအောင်ကြိုးစားမယ်ဆိုရင်တယံဝိတ္တအဝိခိယတဲ့ကိုလုံးတဲ့လုပ်ငန်းကရလာတဲ့အကျိုးအမြတ်တွေကိုကိုယ်ကိုယ်တိုင်ကြည့်ရှုပါမယ်သူများနဲ့လွှဲမထားရဘူးတဲ့နိဒင်္စဣဏဒါနာစနဂရေပရပတိယနော်ရှင်ဤမြုပ်နှံနေဆိုရလဲသူများမခိုင်းနဲ့တဲ့ ကျွေးပေးရင်လည်းသူများမခိုင်းနဲ့တဲ့ financial company နေနဲ့ကိုကိုရဲလောက်ရမယ်လို့ပြောတတ်တာတဲ့ကနဂရေပရပတိယတပည့်သားကိုယုံကြည်ပြီးဘာမှမခိုင်းနဲ့တဲ့ကိုကိုရဲလောက်လို့ဆိုလို့တယ်ပေါ့နော်ရှေးတုန်းကလေးကအဲ့ဒါလိုပြီးတော့တယံအာယံဝယံစညာတယံစညာကတကတနော်ဝင်းဝေးထွက်ကိုကိုရဲသိအောင်လို့ ပေပါလေးတွေမကြည့်နဲ့တကယ်ဝင်လာတကယ်ထွက်လာတယံစင်ညာကတာကတာဝန်တန်းတို့ကုလုပ်ငန်းတွေအလုံးမှာလှုပ်သလားမလှုပ်ဘူးလားအောက်ကတက်လာတဲ့ report လေးတွေမကြည့်ပြီးမနေနဲ့တယံကတာကတာတယံစင်ညာကတာကတာလှုပ်တယ်မလှုပ်ဘူးကိုကိုရန်တိအောင်စူးစမ်းတယ်ဒါနှစ်ခုဟာကိုရန်တိအောင်လုပ်အောင် ဝင်ငွေထွက်ငွေကိုယ်တိုင်သိနေရမယ်လှုပ်သူမလှုပ်သူကိုယ်ကိုယ်တိုင်သိနေရမယ်ဒါလွန်ခဲ့တဲ့နှစ်ပေါင်း2500တဲ့ဟောလာတာအောင်မြင်ချိပွားဖို့လို့ပျက်စီးဆုံးရှုံးမှုတွေကဒါချိုးရင်းတာတွေဖြစ်တတ်တယ်ပေါ့ဒါကြောင့်မို့လို့ဒီစကားကိုဟောတာဖြစ်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားဒီလောကမှာအလုံးလို့ကြပြီဆိုတဲ့အခါကျတော့အရေးကြီးဆုံးကဘာရောဆိုလို့ရှိရင်လူတွေကရတာလောက်ပဲကြီးကြတယ်အတုံးကြတော့မစီစစ်ဘူး အဲကြောင့်မို့နှစ်ခုစီစစ်ဖို့လိုအပ်တယ်အလထတ္တသရောလာဖို့တဲ့မရသေးတာရလာမယ်လထတ္တအနုရခဏာရှားပြီးသားပစ္စည်းကိုထိမ့်သိဆော့ဆော့မှုတော့အရေးကြီးတယ်ညာတော်အဖြစ်မြတ်မလူမျိုးတွေအချို့အချို့ပုဂ္ဂိုလ်တွေမှာရှားရောရှားပါရဲ့အလေလွတ်မရှိအောင်ထိမ့်သိဆော့ဆော့မှုမှာ အားနေတယ်ပေါ့ အာနေရအာနေရတွေ့ကြောင်းစုဆောင်ငွေဟာမရှိသလောက်ဖြစ်ကုန်ညာအသုံးနဲ့အဖြုံဝင်ငွေနဲ့ထွက်ငွေဟာတစ်ခါတခါမမြတ်တာသည့်အတွက်ကြောင့်ချမ်းသာရမယ်ဆိုဆင်းရဲသွားတာမျိုးတွေဖြစ်တတ်တယ်ပေါ့ဒါကြောင့်မို့ဒါကိုတတိပေးတာဖြစ်တယ်ပေါ့အလတ္ထသာယောလာဘောတဲ့မရသေးတဲ့ငွေချေရတာတစ်ခု ရှာပြီးသားကိုထိမ့်သိမ်းဆောက်ရှောက်တာတခုဒီနှစ်ခုဟာ balance ဖြစ်နေရမယ်ကြည့်ရမယ်နော်ရတော့ရတယ်ထိမ့်သိမ်းမှုမတက်ဘူးဆိုအလေလွင့်နေနဲ့သွားရအောင်နော်မရသေးတာလည်းရအောင်လုပ်တတ်ရမယ်ရှာပြီးသားကိုလည်းထိမ့်သိမ်းဆောက်ရှောက်တတ်ရမယ်လို့အဲ့ဒီနှစ်ခု ਨੇ နေထိုင်မယ်ဆိုလို့ရှိရင်အလုံးကုမ္ပဏီဝန်ထမ်းတွေနေတဲ့ကွာဘဝမှာအဆင်ပြေပြီးတော့ချမ်းသာဒုက္ခရလို့ မိမိတို့အခါအားလျော်စွာအခွင့်ကောင်းရတိုင်းကုသကောင်းမှုတွေလုပ်လို့ဘဝဟာကျဉ်းနှက်ဆရာနေပြောတဲ့ဘဝမျိုးဖြစ်အောင်ကိုကိုယ်တိုင်မဲ့လှုပ်ရှားရမှာတတိနဲ့ပညာနဲ့ကြိုးစားအထောက်ကြမယ်ဆိုတဲ့စကားကိုကောင်းထဲမှာဆွဲနေအောင်မှတ်ထားပြီးတော့ကိုအကျိုးရှိတဲ့အလုပ်ကိုကြိုးစားအထောက်နိုင်ကြပါစေကုန်တည်း